မောင်ကျော်မြို့နယ်တောင်ပိုင်းမြင်းလွမြို့ရွာသိရက်ကွာမှာရှိတဲ့နေသားဆောင်ကင်းစခန်းတစ်ခုဟာနိုဝင်ဘာလ၄ရက်နေ့မနက်၃နာရီခန့်ကမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့သိရပါဗျ။ မီးရှို့ဖျက်ဆီးခံရတဲ့ကင်ဆာကဟာမောင်တော်မြို့မှာ၁၈မိုင်အကွာမောင်တော်အုံမော်ကားလမ်းပေါ်မှာတရှိပြီးအော်တိုဘားလ9ရက်နေ့အစမ်းဖတ်မှုဖြစ်စဉ်ပြီးမှလုံခြုံရေးရုပ်သိမ်းထားတဲ့ကင်ဆာကန်တစ်ခုဖြစ်တယ်လို့သိရပါဗယ်။နေသားဆောင်ရဲတွေရဲ့ပြောကြားချက်အရမီးလောင်တာဟာနိုဝင်ဘာလ၄ရက်နေ့မနက်၂နာရီခွဲ၃နာရီလောက်မှာဖြစ်တယ်လို့သိရကြောင်းနဲ့အခုမီးလောင်တဲ့ရဲကင်ဆာကန်ဟာမြင်းလွမြို့ area တွေကရွာသိပ်ရပ်ကွက်မှာတရှိတယ်လို့လက်ရှိမှာမောင်တော်မြို့ပေါ်မှာရောက်ရှိနေတဲ့မြင်းလွမြို့အုပ်ချုပ်ရေးမှူးကပြောပါဗယ်။ အခုလိုမီးလောင်ခဲ့တဲ့ကင်းစခန်းမှာလုံခြုံရေးလည်းမရှိသလိုလူတယောက်မှလည်းမရှိဘူးလို့ကင်းစခန်းအနီးအင်းတင်းကျေးရွာသားတအူးကပြောပါရယ်မြင်လို့မျိုးမှာတိုင်းရင်းသားတွေနေထိုင်မှုမရှိပဲဘင်္ဂါလီတီးတက်နေထိုင်တဲ့မြို့ဖြစ်ပြီး2015ခုနှစ်ကမှမြို့အဖြစ်သတ်မှတ်ခြင်းဖြစ်တယ်လို့သိရပါရယ်အော်တိုဘားလောက်9ရက်နေ့အကြံဖတ်မှုဖြစ်စဉ်ပြီးကြတဲ့ကမြင်းလို့မျိုးအထွေထွေအုပ်ချုပ်ရေးမှုရုံးမှလည်းပိတ်ထားရပြီးဌာနဆိုင်ရာရုံးစောင်းစေးပေးကတွေလည်းပိတ်ထားရတယ်လို့သိရပါရယ် ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ညနေ9:30မိနစ်50စက္ကန့်ကလည်းမောင်တော်နယ်တောင်ပိုင်းအလဲတန်းကျော်သွားလမ်းပေါ်ရှိ မောင်ကျော်မျိုးနဲ့သုံးမိုင်ခန့်ကွာဘာကုန်းတော့ကျွရအုပ်စုနူရူလာကျွရနေသားဆောင်ကင်းစခန်းတစ်ခုကိုတိုက်ခိုက်ခံခဲ့ရတဲ့အတွက်ကြောင့်ရဲတုတက်ချက်တအူးကြဆုံးပြီးရဲတက်ချက်တအူးမစိုးရင်ရတဲ့တန်ရာရရှိခဲ့တာဖြစ်ပါတယ်။ဖြစ်စရာပေါ်ရဲတပ်ဖွဲ့ကလိုက်လံရှင်းလင်းရမှာတော့စိုက်ကဲ၃စီးနဲ့အတူပစ္စတိုတနတ်ထဲတဲ့တနတ်မပါအိတ်လွတ်လေးအိတ်ကြီးကွန်၃ခုနဲ့လက်လုံမီးလောင်ပုံးအဖြစ်အသုံးပြုတဲ့ဓာတ်စီပလင်းပိုင်းတစ်ခုကိုတင်စီရမိခဲ့တယ်လို့လည်းသိရပါတယ်။အော်တိုဘားလ9ရက်နေ့ကမောင်တော်နယ်စပ်မှာရှိတဲ့နေသားဆောင်ရဲ က်ကုတ်ကဲမှုအဖွဲ့ယုံဌာနချုပ်ကြီးကန်းမြေအပါအဝင်နေကြားဆောင်စခန်း၃ခုတိုက်ခိုက်ခံရတဲ့အတွက်ရဲတပ်ဖွဲ့ဝင်ကိုကြာဆုံးခဲ့ပြီးနောက်တပ်မတော်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းပြီးနေမြင့်ရှင်းလင်းရေးတွေစက်တိုက်ပြုလုပ်ခဲ့ပါတယ်။နေမြင့်ရှင်းလင်းရေးအတွက်လုပ်ငန်းစဉ်အတွင်းဆောင်မြောက်တိုက်ခိုက်မှုတွေကြောင့်တပ်မတော်သား၅ဦးထပ်မံကြာဆုံးခဲ့ပေမဲ့လည်းနေကြားဆောင်စခန်းတွေကိုတိုက်ခိုက်တာမျိုးတော့မရှိခဲ့ပါဘူး။အဲ့ဒီနောက်23ရက်အကြာမှာတော့မောင်တော်ဒေတာကိုနိုဝင်ဘာလ2ရက်နေ့နဲ့3ရက်နေ့တို့မှာနိုင်ငံတကာတန်တမန်တွေလာရောက်လည်လာခဲ့ပါတယ်။နိုဝင်ဘာလ 14ရက်နေ့မှာတော့နေ जा ဆောင်ရဲကင်းစခန်းတစ်ခုကိုထပ်မံတိုက်ခိုက်မှုပြန်လည်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။